အားလုံးပဲမင်္ဂလာပါ Tintage Online Learning ကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့စီးပွားရေးလုပ်ငန်းနဲ့လူမှုကူညီရေး NGO တခုရဲ့ logistics လုပ်ငန်းစဉ်တွေဘယ်လိုကွာခြားလဲဆိုတာလေ့လာသွားကြရအောင်ကျွန်တော်ရဲ့ပထမအဆုံးဗီဒီယိုမှာ logistics အကြောင်းရှင်းပြခဲ့ပါတယ်ဒီနေ့မှာအတူတူထပ်ပြောပြရရင်တော့ logistics ဆိုတာကုန်ပစ္စည်းတွေအချက်လက်တွေကိုတနည်းအားနဲ့နောက်တနည်းစနစ်တကျရွှေ့ပြောင်းမှုစီမံခန့်ခွဲတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းနဲ့ NGO တို့ရဲ့ logistics လုပ်ငန်းစဉ်မှာဘာတွေအဓိကကွာခြားလဲဆိုတာကိုနိုင်ရှင်းကြည့်ကြရအောင်။ business logistics ရဲ့ရည်ရွယ်ချက်ကတော့အမျက်အစွန်ရရှိရေးဖြစ်ပါတယ်။ NGO logistics ရဲ့ရည်ရွယ်ချက်ကတော့လူအသက်ကယ်ဆယ်ရေးဖြစ်ပါတယ်။ business logistics ကတော့လမ်းပန်းဆက်တရွေးကောင်းမှုမီတည်ငြိမ်တဲ့ပတ်ဝန်းကျင်မှာအလုပ်လုပ်ရတာများတယ်။ NGO logistics ဆိုရင်တော့လမ်းပန်းဆက်တရွေးခက်ခဲပြီးလုံခြုံရေး NDA ရှိရဲ့ပတ်ဝန်းကျင်မှာအလုပ်လုပ်ရတယ်။ funding အနေနဲ့တော့ business logistics ကတော့အမျက်အစွန်းနဲ့ရင်းနှီးမြှုပ်နှံမှုကနေရရှိပါတယ်။ NGO logistics ကတော့ donation ကနေတွားပါတယ်။အောင်မြင်မှုကိုဘယ်လိုတိုင်းလဲဆိုရင် business logistics ကတော့အမျက်ကုန်ကြစည်သက်တာမှုနဲ့ customer စိတ်ကျနပ်မှုပေါ်ကိုတိုင်းတာပါတယ်။ NGO logistics ကတော့အသက်ထိရောက်မှုမြန်ဆန်မှုကိုအဓိကထားတိုင်းတာပါတယ်။ဒီအချက်တွေကိုပုံမှန်မြင်တာအောင်ဥမာနှစ်ခုနဲ့ရှင်းပြပါမယ်။စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ logistics ကဆိုရင်တော့ဖုန်းကုမ္ပဏီတစ်ခုဆိုရင်ဖုန်းအစ်စ်အလုံးတစ်တောင်းကိုမြို့ကြီး၅မြို့က ဆိုင်ရစီကိုကုန်ကြစေအ ਨੇ ဆုံးနဲ့အချိန်မီရအောင်ပို့ပေးရမယ်ဆိုပါစို့ဒီအတွက်သူတို့ကလေချောင်းလိုင်းကိုမရွေးပဲကုန်ကြစေတက်တာတဲ့ရေလန်းကုန်းလန်းတွေကိုရွေးချက်ပါတယ်ပစ္စည်းတွေကိုမြို့အနီးနားမှာရှိတဲ့ဂိုဒေါင်တွေမှာစနစ်တကျထားပြီးလိုအပ်ရင်လွယ်လွယ်ကူကူထုတ်ယူနိုင်အောင်စီစဉ်ပါတယ်ဒီလိုစီမံလိုက်တဲ့အတွက်ဖုန်းတွေကတမတ်ရက်အတိုင်းရောက်ရှိပြီးကုမ္ပဏီနဲ့အမြတ်အစွန်းရရှိပါတယ် ဒါကြောင့်ဒီလုပ်ငန်းစဉ်ဟာအမျက်အစွန်းနဲ့ကုန်ကျစရိတ်ကိုဦးစားပေးပါတယ်။ NGO တခုရဲ့ logistic ကတော့ရေဘေးတင်တဲ့မိသားစုအထောင်အတွက်အစားအစာနဲ့စေဝါးတွေပေးပို့ရမယ်ဆိုပါစို့။တူတူရဲ့ရည်ရွယ်ချက်ကတော့ဘေးဒုက္ခရောက်နေတဲ့သူစုစုကိုအမြန်ဆုံးအထူးရဆုံးရောက်ရှိစေဖို့ပဲဖြစ်ပါတယ်။မုန်တိုင်းကြောင့်လမ်းတွေပြတ်စီပြီးကားတွေသွားလို့မရတော့ဘူး။ NGO ကတော့ကုန်ကျစရိတ်များပေမဲ့အချိန်မီရောက်ဖို့အတွက်လေချောင်းလိုင်းနဲ့လေတွေကိုအတုံးပြုပါတယ်။ရေဘေးတင့်နဲ့ဒေသနာကကုန်မြင့်တစ်ခုကိုယာယီတူလာယုံဖြစ်ဆောက်ပြီးမှပစ္စည်းတွေကိုအတင်းပြင်ဆင်ထားပါတယ်။ဒီလိုလင်မြန်တဲ့လုပ်ငန်းစဉ်ကြောင့်ကေဆေးကြီးပစ္စည်းတွေအချိန်မီရောက်ရှိပြီးအသက်ပေါင်းများစွာကိုပြင်တင်နိုင်ခဲ့တယ်။ဒီလုပ်ငန်းစဉ်ကတော့အမြန်နှုံးနဲ့လူအသက်ကိုဦးစားပေးတာဖြစ်ပါတယ်။ ဒီဥပမာနှစ်ခုကိုကြည်လိုက်ရင် logistic ရဲ့အခြေခံတဘောတရားတွေ့ရပေမဲ့ရည်ရွယ်ချက်ကတော့မတူပါဘူး။ဦးစားပေးလောက်ဆောင်ရမယ့်အချက်တွေကွာခြားရဲဆိုတာရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်တယ်လို့ယုံကြည်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတဘောထားလေးတွေတိချင်တယ်လေးတွေရှိရင် comment မှာရေးပေးခဲ့ဖို့ဖိတ်ခေါ်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။ဗီဒီယိုကနေအကျိုးရှိတဲ့အသိပညာလေးတွေရတော့မယ်လို့မျှော်လင့်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် share ပေးပြီးကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးခဲ့ပါဦး။နောက်ထပ် video တွေမှာလည်းပြန်လည်ဆုံတွေ့ကြအောင်နော်။ကျေးဇူးတင်ပါတယ်။